hello အားလုံးမင်္ဂလာပါရှင် crayon art channel မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခါ outdoor sketch တွားဆွေးမယ်ပေါ့နော်음ဘယ်နေရာဆွေးမယ်ဖြစ်မယ်ထင်တယ်ဂျူလေးရတဲ့ရတော့တော်တော်လှတယ်음ဒီနေရာဖြူလေးလဲလှတယ်ဒီနေရာမှာဆိုလို့ရှိရင်အဲ Chinese table အဆောက်အုံပေါ့သူတို့ရှိတဲ့ history က ကောင်းတယောက်ကတော့ဒီမှာဆွဲနေတဲ့ဒီအစာအုပ်ကိုပေါ့နော်ဒီအစာအုပ်လည်းလာတယ်ဒီမှာတော်တော်များများကအထက်တိုင်းအနေကလေးတွေကြီးပဲအကုန်လုံးပါလေအဲ့တော့ဆွဲတာတော်တော်လေးဆွဲဖို့လို့ subject ရှာတာတော်တော်လေးများနေတယ်ပေါ့နော်အဲ့ဒီမှာမှကိုဖောက်ဆွဲမလဲဆိုတာအတိအကျ target ထားပေါ့အချိန်အတော်အတွင်းမှာကိုဘဲဟာလို့အတိအကျထားဆွဲမလဲပေါ့อืม view ရှာကြရအောင်နော် ဒီ view လေးလဲလှတယ်တကယ်လို့ကိုက perspective တွေဘာတွေမနိုင်ဘူးဆိုလို့ရှင်တော့ဒီလိုမျိုးရှေ့တက်တဲ့ front view ကိုဆွဲပေါ့နော်ဒီအဆောက်အုံကြီးလည်းမိုက်တယ်ပေါ့နော်ဒီလို cross ဆွဲလိုက်လို့ရှင်အဆင်ပြေပြီးတော့ဒီအဆောက်အုံဒီအဆောက်အုံကြိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့နေရာမှာကြတော့ထိုင်ဆွဲဖို့လို့အတွက်နေရာမရှိတဲ့အတွက်ကြောင့်မလို့ ဒီ view လဲမိုက်တယ်အာတရုတ်တံပယ်နဲ့ပေါ့เนาะဒီမှာတော်တော်များများကြီးကြီးလို့ရှိရင်ဒီမှာမာဒီအဆောက်အုံအထက်အနေလေးတွေကြီးပဲဆွဲလို့ရှင်တော့တော်တော်လေးကောင်းတယ်ဆွဲနိုင်တယ်ဆိုလို့ရှင်ပေါ့เนาะဟာကတော့ပန်းချံပန်းချံကိုအပြာရောင်လိုင်းပါပေါ့เนาะအာ ီ view လေးကိုဆိုင်ကောင်းမလားပန်းချံကိုမာဒီပန်းထူရုပ်ထုတွေလည်းလောက်ထားတယ် foreigner တွေတော်တော်များများစိတ်ဝင်စားပြီးတော့တပုံရိုက်ကြတယ်ဟမကြည့် ော်တော်များများကြိုက်ကြဒီမှာနောက်တစ်ယောက်က DB ကိုစကတ်ဆွဲနေတယ်ဟိုကတော့ဘာ view ဆိုင်ကောင်းမလဲဟမ် DB လေးလဲလှတယ် crop ပြီးတော့ဒီနေရာလေးကိုဆွဲရင်ကောင်းမထင်တယ်ဒီ temper ဒီအဆောက်အုံအဓိကထားဒီ tip ပင်ကိုဖြောက်ပြီးတော့ဆွဲမယ်ဟုတ်လေ DB လေးပါ DB လေးကိုဆွဲမှာ ဒီ view လေးကိုဆွဲမယ်ဒါပေမဲ့ဟိုဘက်ကကြည့်လို့ရှင်ဒီဒီအဆောက်အုံလေးပဲပါမှာပေါ့ဟိုဘက်ကကျင်ဒီအဆောက်အုံရဲ့ဒီအဆောက်အုံရဲ့ဒီသပင်ကြီးအလျားခံနေအဲ့ view လေးကိုဆွဲမယ်ပေါ့နော်ဒီ view လေးလဲဆွဲလို့တော့လှတယ်ဒါပေမဲ့ဒီအတွင်းဘက်ကအမှောင်ပိုင်းနေနေဒီဒီဆွဲနိုင်လို့ရှင်တော့ပိုကောင်းမယ်ကိုက sketch ခက်ချင်းချင်းဆွဲနေကြလို့ဆိုတော့ တက်စလီလဲဆွဲပြီးသွားရေဆိုတော့ပြန်ကြမောက်တော့ဆောင်တကူနောက်ဗီဒီယိုတွေမှပြန်လဲဆောင်တွေ့ကြမယ်နော်ဒီ channel လေးကိုကြည့်ရင် like and subscribe လုပ်ထားပေးပါနော်